ရင်ထဲမှာဆိုတာပေါ့။မပဲပြီးကွန်ပျူတာနောက်ဆုံးချိန်ကတော့ရှိတဲ့နယ်လीနော်ရှိလဲရှိကျင်တယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီလိုဖြစ်သွားတယ်။မိဘကငါနောက်တစ်ခေါက်ခေါ်ချင်ပါသေးတယ်ငါအဖေလို့နောက်တစ်ခေါက်ငါကျွေးချင်ပါသေးတယ်ပြုစုချင်ပါသေးပြုစုခွင့်မရတော့ဘူးဆိုရဲဟာကိုကိုတိလိုက်ရတယ်လीအမေမရှိတော့အဖေရှိသေးတယ်ဟဲ့ဆိုရဲအဖေကိုပြုစုဖြစ်တယ်။အခုတော့နှစ်ယောက်လုံးမရှိတော့ဘူးဆိုတော့ရင်ထဲမှာတော့ဟာနေတာပေါ့ညီမရဲ့ ပြေသားတို့ပြောတဲ့အတိုင်းလိုက်ပါမပြေပါနဲ့လို့ပြောတဲ့အချိန်မှာလာစုအမကြီးလက်ထဲကိုအိတ်တထုပ်ထည့်ပြီးလိုက်တယ်ကြွကြွရမဲလေးနဲ့အဲ့သိနေစဲကြောင့်ဘာပြောလဲဆိုတော့အဲ့သူချင်းနေမကောင်းဆိုရင်ဒီဟာလေးနဲ့သူ့ကိုကုပေးပါဘူးကဲမိဘပြတာဘာဖြစ်ဖြစ်တွေးကြည့်လိုက်လားမပြေဘူးအဲ့ဒါတခုကတော့ဟုတ်တယ်ဟုတ်တယ် မှန်တော့ကိုကဒီမောင်ကရောက်ဒီမဟုတ်ဒီကဒီတူမာလေးတွေကကလေးမွေးတော့သူတို့တသက်အညော်နေတဲ့ကလေးတွေနှုတ်တော့ခွဲထုတ်လိုက်တော့အဖေကဟိုမှာမောင်ကစီသက်ပါသက်ဆိုတော့အညော်နဲ့နေပါရင်လည်းဆိုပို့ဆိုးမှဆိုတော့အဖေကဒီကိုလာထားလိုက်တယ်အဲ့ထားတဲ့အချိန်အစားပြီးတော့ဘောနော်အကိုကတော့တိတိချင်းပဲစသတိတယ်ဒီအကိုတို့ဒီကျေးဇူးတော်ဆေးကသွားတော့ဆရာဝန်ကပြောလိုက်ပြီးပြီအာဘာ သူ့ရဲ့ရလက်ကိုအဆုတ်အဆုတ်တော့သူကမပြောသေးဘူးသူ့ရဲ့ရလက်ကိုလည်းမပြောနဲ့မသိချင်ဘူးဆရာဝန်ပဲအဲ့တမ်းမောင်ကိုတင်တာအဲ့ဆရာဝန်ဒီတမ်းမောင်ကိုတင်တာပြီးတော့သူ့ရဲ့ရလက်ကိုမသိချင်ဘူးကျွန်တော်တောက်လည်းလာမပြောပါနဲ့ဆိုတော့ပိတ်လိုက်တော့ဆရာဝန်ကလည်းမလုပ်လို့မှမသိကျေးဇူးပါဆရာဝန်လေးအာအကူလည်းနေမကောင်းလို့သွားပြတဲ့အချိန်မှာဆရာဝန်အလိုလိုဆိုပြီးတော့ပြလိုက်တယ်ဒီအကူဖေလာအဲ့မှာဥညာရွှေအဲ့မှာတမ်းမန်လေးလည်းထားပါတယ်ကိုတမ်းမန်အဖေကကျွန်တော်တိတ်မကြိုက်ဘူးအဲ့တော့ CD scan တွေပဲသွားရိုက်ကြည့်ပါဆိုတော့ကိုရောအောင်ရမ်းမှာသွားရိုက်တော့မှအဖေကအကုန်သိရတာ ေးရတာအဆုတ်ကင်စာနောက်နောက်ဆုံးအဆင့်ပေါ့ဒါပေမဲ့အဖင်ကသူရားလက်ကိုသူမသိကျင်ဘူးဆိုတာသူဆရာဝန်ပြောတယ်ကျွန်တော်ကလည်းမခံစားနိုင်ပါဆိုလို့ဆိုတော့မပြောပြဖြစ်ဘူးကိုရေးလည်းလေအဲ့တော့အဖေကဩသူမပြမသိစေကျွန်တော်ကိုယ်လည်းမသိအောင်ဖုန်းကြီးကို꿰ပြီးတော့လဲထုတ်တာပေါ့နော်ယလီမာတို့ကတော့မမာစင်းအင်္ဂလိပ်စင်းနိုင်တဲ့ဘက်ကတော့တတ်နိုင်တယ်လို့တော့ယလီမာတော့ကုခဲ့တာပဲလေဥကံတော့မရဘူးယလီမာအဖေနဲ့နောက်ဆုံးတွေ့တာကတော့ဒီအိမ်မအိမ်မတရက်တွေ့တယ်အိမ်မတက်ပြီးတော့အကူကနန္ဒရီ အလူတချင်းသွားဆူရတယ်အလူသွားဆူရအဖေတော်တော်ဖြစ်နေပြီပြန်ဆင်းလာတော့ဆိုတော့အဲ့တော့ဟိုမှာအလူနှစ်ခုကိုဖြတ်ပြီးတော့တောင်းမှန်ပြီးတော့ဒီကိုပြန်ဆင်းလာတာဒီကိုပြန်ဆင်းလာပြီးတော့ဆေးရုံမှာအခုနှစ်ရက်သွားဆောင်နေတယ်သွားဆောင်ပြီးတော့နောက်နေ့ကျတော့ဒီအခုမနေ့ကပေါင်းတဲ့အလူလေးကျတော့အကွာမဖြစ်မနေသွားရတာဘာလို့လဲဆိုတော့ဟိုနာမည်ကြီးဆိုလဲအခုတယောက်ပဲငားထားတာတဲ့အဲ့ဒါလူနဲ့ကျတော့နီးမှကျွန်တော်လဲဟိုသူများငားလို့အဆင်မပြေဘူးပညာထားတာဖြစ်ဖြစ်ပြီးတော့လာပေးပါဆိုတော့ကို့မှာဒီပေါင်းတဲ့အဲ့ဒီ ဒီမှာရင်းနိုင်ခွင့်အုပ်စုအိုက်ကအကြောင်းအဲ့ဘောဗုဒ္ဓယုံဘွားတော့ပူဇော်ပွဲအိုက်ကိုသွားလိုက်ရသွားလိုက်ရတော့တပေးလို့သားနှစ်ရက်လောက်လို့သားအလုပ်လေးရှိလို့သွားအောင်မယ်ဆိုတော့မော့ကြည့်တယ်မော့ကြည့်ပြီးတော့အင်းသားပြန်လာမယ်နော်လို့အဖေလို့နေမကောင်းရင်လူတယောက်ရဲ့စိတ်ကအဓိကပဲအဖေစိတ်ချမကြနဲ့လို့အဲ့လိုပြောတော့အဲ့လိုတော့မပြောဘူးမပြောဆိုတော့အကိုတို့ကလည်းဒီလောက်မြန်မြန်ဆန်ဆန်ကြီးသွားလိမ့်မယ်လို့မထင်ဘူးလေမြန်မြန်ဆန်ဆန်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်တော့မပြောဘူးတိတိချင်းတော့ဘယ်လိုပြောမလဲ ရင်ထဲမှာဆို့တာပေါ့။ဘာပဲပြီးကိုမိဘနောက်ဆုံးထင်ရတော့ရှိတဲ့နယ်လीနော်ရှိလဲရှိကျင်တယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီလိုဖြစ်သွားတဲ့ပုံမှာလဲဟိုကိုယ်ပုံမှာလဲအထင်လွဲကြရလဲရှိနိုင်တယ်ညီကောင်မောင်တို့မလေးကလည်းဖြစ်နိုင်တယ်ကိုယ်ရဲ့ဆွေမျိုးသားချင်းတွေလည်းကြာမေးပေးသေးတာမှအတီးလိုဖြစ်တယ်ဆိုမဟုတ်ဘူးရှောင်းလို့မရတော့ကိုယ်ယူသွားရတဲ့အကြောင်းကြရင်ပါမှာဟိုတစ်ခါကျတော့လည်းဝမ်းနေရတာပေါ့အဲ့တော့ကြားလိုက်တဲ့အချိန်ကစပြီးတော့ကိုယ်မှာလည်းထောက်ရှောင်းများလည်းမစားနိုင်ဘူးအဲ့ဒါမျက်ရည်ကျရတယ်ဒီထဲမှာလေဘာပဲဖြစ်ကိုယ်မိဘ နောက်ပြန်လဲတွေ့ချင်ပါသေးလို့တွေ့လို့မရဘူးဟိုနိဗာကိုငါနောက်တစ်ခေါက်ခေါ်ချင်ပါသေးတယ်ငါအဖေလို့နောက်တစ်ခေါက်ငါကျွေးချင်ပါသေးတယ်ပြုစုချင်ပါသေးပြုစုခွင့်မရတော့ဘူးဆိုရဲဟာကိုလိုတိလိုက်ရတယ်လीเนาะဘာပဲပြေတွေ့ကြည့်လို့ရှိရင်ဒါဒါခံစားလို့မရတယ်အော်တော့တော့အမေမရှိတော့အဖေရှိသေးတယ်ဆိုရဲအဖေကိုပိုပြုစုဖြစ်တယ်အခုတော့နှစ်ယောက်လုံးမရှိတော့ဘူးဆိုတော့ဒီထဲမှာတော့ဟာနေတာပေါ့ညီမလေးဘာပဲဖြစ်ဖြစ်ဩမသိရင်ဟိုဘာစကြပြေနေတော့ဟို ဘာမှမရှိတဲ့နေရာမှာတယောက်တည်းသွားထိုင်နေရတယ်အခုခုပြောသလိုပေါ့ဘာမှမာခဲ့တာမရှိဘူးဒါပေမဲ့တခုမမရရအခုပေါ်မောင်တမနဲ့ရောက်အဲ့ဒီငုံငါဆိုင်မှာနေတော့အပီဒီယောဂါတွေဖြစ်ပြီးကျမအိမ်မကောင်းဘာညာဖြစ်တဲ့အချိန်မှာသူ့ကိုကိုလိုမောင်တမနဲ့ရောက်တိုင်မင်ပြီးဖွင့်ပြောရတယ်ကင်ဆာလို့တော့မပြောဘူးသူစိတ်ကြကြတယ်ပြောလို့ကိုင်ညာဖွင့်ပြောလိုက်တဲ့အချိန်မှာအပီအပီယောဂါနည်းနည်းကြီးလို့ဒီဆံဝဲမရဘူးပြောလို့ တော့အဖေဘာလုပ်ချင်လဲဘလို့လေးပေါ့အဖေရဲ့သားတို့ပြောတဲ့အတိုင်းလိုက်ပါမပီပါနဲ့ပြောတဲ့အချိန်မှာ तू နောက်ပိုင်းကျတွေးဝေသွားတယ်တွေးဝေသွားနောက်နေ့လဲကြာတော့အကူနဲ့အကူမအောင်ခေါ်တယ်လာလာစီအမကြီးလက်ထဲကိုအိတ်တထုပ်ထည့်ပြီးလိုက်တယ်ကြွကြွအမဲလေးနဲ့ကြွကြွနဲ့အမဲလေးနဲ့ထဲတော့ဘာပြောလဲဆိုတော့ပါတယ်မင်းအမနောက်လိုက်သွားပါအတန်လည်းမထွက်တော့ဘူးအဲ့တော့သူစိတ်ချမ်းသာအောင်ကိုမမတို့နောက်ကိုလိုက်သွားတယ်။လိုက်လဲလိုက်သွားအောင်ကြတော့ပါမှာပတ်စံနေဖြစ်။ပတ်စံနေဖြစ်နေအဖေပတ်စံနေတာတိတ်30ကျော်ပေါ့။သူလာစားလေးလေးသူစုထားမှာပေါ့ပါပဲဖြစ်။အဲ့တိတ်30ကျော်ဘာပြောလဲဆိုတော့ ဟိုဘောငါမသိရင်ငါ့ကိုပြန်ပေးအဲသူချင်းနေမကောင်းဆိုရင်ဒီဟာလေးနဲ့သူ့ကိုကုပေးပါဘူးကဲမိဘပြတာဘာဖြစ်ဖြစ်တွေးကြည့်လိုက်တော့ဟုတ်တယ်သူတင်ထားတဲ့ပတ်စံအဲ23တင်လာမတူရဘူးအဲ့ဒါအဲ့ဒါကိုပေးခဲ့အဲ့ဒါလေးတော့ကိုတို့အမှတ်တရပါပဲမပေးဘူးအဲ့ဒါတခုကတော့ဟုတ်တယ်ဟုတ်တယ်မပေးဘူးဘသူ့ကိုမှလည်းဟိုကောင်းတာဆိုတော့မပြောဘူး သူယောဂသူဖြစ်ပြတဲ့နေအဖေဘယ်လိုနေလဲဆိုလဲသူမပြောနိုင်တော့အဖေလူလူမြောက်တောင်းတောင်းမာနေခုနားဒီနားရှောင်းနိုင်တဲ့ချိန်တော့လဲအဲဒီဘေးနာကရင်ဘေးနာအဖေစင်းကိုကရင်ဘေးနာအမကြီးတောက်ဆိုဥလျားတဲ့စင်းုံတက်တဲ့နေရာဆိုမထင်အောင်တဲ့ကရင်မောသူကသူတန်တန်မာမာသွာလာနောက်တပည့်ရဲ့တပည့်ရဲ့တွေမှာစိုးလာတာလေစိုးလာတော့သူလုံးလုံးမလှုပ်နိုင်တော့မှပြီးတော့အပြင်အဖေဆက်ကြောက်ကြီးတယ်သူ့ဖင်ပေါ်မှာလည်းသူကတိတ်ကြောက်တယ်အဲ့ဒါသူမဟန်နိုင်လို့ဆိုတာသူလည်းရုပ်ကြိုးပြက်ကြီးတွေဖြစ်နေဆိုတော့ထင်တော့ထင်ပါတယ်ဒါပေမဲ့ ေတော့မြန်လိမ့်မယ်လို့တော့မထင်ဘူးပေါ့လေအဖေကတော့မရနိုင်တော့ထင်နေပေါ့စိတ်ကတော့လို့ချက်ဖြစ်သွားတာပေါ့ဒါပေမဲ့ဟိုမြန်နာလေးဘူးပဲစိတ်မကောင်းဖြစ်တာပါအတီအတီပတ်စံနဲ့ကိုထားနေသူ့အတွက်ပဲသူ့အလှသူ့နဲ့ပတ်သက်တဲ့အလှပဲကိုလုံးပါပါလုံးပါပါဆိုတော့အခုဟိုပေါ့ဟိုသူတကယ်လည်းဖြစ်လည်းဖြစ်ကောဒီလိုပေးတယ်ဆိုတော့မောင်မားတွေကတော့ဒီအရင်တူမာလေးတွေကစအကုန်ထည့်ပေးကြတယ်ဒါသူ့ကြီးတွေပဲလေကြီးတွေဆိုတာဒါ သူတို့နဲ့ပြောမယ်ဆိုရင်တော့ဒါသူတို့အသိစိတ်တက်လေးတွေနဲ့ရှိပြီးထည့်ပြီးမှအဆင်ပြေပါလိ။ကြံခဲ့တာတော့အမအမနှစ်ယောက်နဲ့အကူနဲ့ကြံခဲ့တာဆိုတော့အကူကတော့နိုင်ငံလောက်မယ်ပေါ့စံဒါပေမဲ့ကလေးတွေကလည်းထည့်ပေးကြပါလိ။အဲ့တော့အပြည့်ကျန်ခဲ့တဲ့သူပဆက်လေးတို့သူ့အတွက်ပဲလူဒါနာလေးတစ်ခုလုပ်ပေးမယ်လို့တော့ဆုံးပြရချာတော့မရနိုင်တဲ့အရာတွေထဲမှာနော်ဒီမိဘတွေပါတယ်ဒီမှာလေးတိတ်နှမျိုးကိုကောင်းတာအချိန်နဲ့မိဘတွေဘယ်တော့မှနှခါပြန်မရဘူးဆိုတော့အတွေးမျိုးလေခုမှဩသွားပြီပေါ့နော် အဲ့အဲ့အဲ့လိုအတွေ့အကြုံညလည်းတညလုံးပြောဘူးလမ်းမှာနားတဲ့လေတွေထွက်တဲ့အထိမြင်အောင်နဲ့အမေမြင်အောင်လိုက်အကိုမြင်အောင်လိုက်မိသားစုကိုအဆုံးဆုံးလေးလေးရှိရမြားလားခုချိန်မှာဘာမှမရှိတော့ဘူးလွမ်းနေစရာလေးပေါ့နော်အဖေရောအမေရောတော့ဟာလीတော့ဟာပေါင်းတဲ့မြို့နယ်ကုန်းသာရွာဟိုဘက်ကအဲ့မတ်တိုင်လမ်းခွဲကကုန်းသာရွာဆိုတော့နေရွာလုံးကအမျိုးတွေကြီးပဲအဲ့တော့နှက်ဆက်လိုက်တယ်ဟိုမျိုးတွေကလည်းလာကြပါတယ်ချစ်ကြပါတယ်ဒါတော့အဲ့တော့အမျိုးတွေတော့ကုမလန်ကဈေးသွားတယ်ချက်ထားတယ်တို့လာလို့ရှိရင် စားအောင်နောက်နေ့အခု ဟိုနေသားကြီးကအခုနာမကလေးတွေဆိုတော့လေကိုမရှိတော့သူမလုံးတက်ဘူးလေအခုတော့အမတွေကလည်းအေးတယ်သူကလည်းအေးတော့သူကသူလောက်မှသာကျွန်တော်အခုစီမံပြီးတော့ဆိုတော့အခုကိုစောင့်တာပေါ့အာသူတို့လာအခုတောင်းလောင်းနေအခုလွယ်ကြရှိတာချမ်းသာတော့အခုတော့စားဖို့တောက်ဖို့နဲ့ဖိတ်စာတို့ဒီတပ်ပုံတို့ပြန်နေရေးတန်းနေအခုချိန်တော့တာနာရချင်းကိုသွေးသားဆန်းဆန်းရှိတာသွားဝယ်တော့မှာကျက်လေက၁၂လပိုင်း၅ရက်နေ့၁၂လပိုင်း၅ရက်နေ့ကိုညီမ9နာရီကနေ၁၂နာရီထိကြိုက်တဲ့ချိန်လာပါတော့ကိုရဲ့ဒီအချစ်တဲ့သူတွေလည်း ရနေမှာအများကြီးချက်ပြီးပြန်ရမှာပါ။နောက်ဖန်ကြရင်တော့ညနေနော်ဟို၄ရက်နေ့၄နာရီကြိုးပါမယ်။ဟုတ်ကဲ့။တရက်နေ့၄နာရီကြီးစုတုတ်တာမှာကြိုးပါမယ်။